မရှိတဲ့လူတွေငွေ3000မရှိတဲ့မှာငွေတွေအတွက်1500အဲ့လိုလူတန်းနေတဲ့လူတွေကြတော့သူတို့ကတော့ခုတို့မရအောင်လားမသိလို့မေးတာမစိုးရင်ကြောင်းတိုက်ပြင်မှခုလို့ရတာလားရဟန်းဝတ်တာတို့ကဖုန်းကြီးဖြစ်နေတယ်လို့ပေါ့ကူတော်လို့ကောင်မျိုးကိုငွေသိမ်းစရာပေးတာအလုံးမဲမင်္ဂလာပါ MZ ဘာမီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျပထမဆုံးတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒါ ကျောင်းနိုင်ငံမှာကျောင်းဆောင်ထဲမှာစာသင်ကျောင်းထဲမှာလူငယ်လေးတွေရောင်းဒီတချင်းနဲ့ဖြုတ်နေတဲ့ရုပ်တံလေးနဲ့အစာအဖွဲ့မရဘူး။အိုးအားလေးသာဦးကျေရမီအိုးအားလေးသာဦးကျေရမီ နောက်ကကြောင်းသူလေးတွေမြေခုံလှုပ်နေတော့ပြီးငါကြီးမင်းလှုပ်တာနဲ့ဘယ်နေရာမှာလဲဒါလွတ်မြောက်နေမြေတခုမှဆိုရင်တော့အခုပြင်မပြောလို့ဘူးเนาะပြီမာကြီးတဲမှာဆိုရင်တော့ညီလို့တို့အတွက်အရန်အန်ရယ်များတယ်အခုကတည်းကရှောင်းတိန်ထားပေးပါဒီဗီဒီယိုလေးကတော့ကျွန်တော်တို့လေးစားရတဲ့ချစ်ကိုကြီးပြောထားတယ်ငလင်ပေးမှာတိန်တောင်းချီလှူတဲ့အလူရှင်တွေကိုဒါဝေဖန်ထောက်ပြထားတာဗျငလင်မှာကျွန်တော်ဗီဒီယိုဖိုင်နှစ်ခုတွေ့တယ်ဟွန်းပါတိုင်းနဲ့ဆိုင်တဲ့ဗီဒီယိုဖိုင်နှစ်ခုပထမတစ်ခုကမဆိုရင်ကြောင်းတိုက်ကြီး ပြိုကျသွားတယ်မဆိုရင်ကျောင်းတိုက်ကြီးကိုပြန်ပြီးပြုတ်ပြင်းမိမယ်ဆိုပြီးတော့အာရှိသပိုင်စပေါ်စီဘောနော်ဖတီးရတယ်ပြီးတော့စူပါအဗန်ဂျာကြီးပေါ့ဒါကနေတော့ထွက်လာပြီးတော့အာအဲ့မှာသူကညံ့နေတဲ့ချိန်မှာဘေးနာဖုန်းကြီးတစ်ပါးပြောတော့ဟာလုံးဝထင်ကြီးသွားတော့ဒီဟာရုပ်ပြင်ခွင့်ရလို့အာသူကလုံးဝဗျာတိမ်မတသိမ့်ကုန်ဘူးသူသူပြင်မယ်ဆိုတော့ဒါကြီးကပြင်ခွင့်ရတဲ့အတွက်လုံးဝသူကစူပါစတားဖြစ်သွားတယ်နောက်ဘွားမှာဆိုလဲသူကတချမ်းမင်းနဲ့သူကလေပယ်လောက် အနေထားလောက်ရှိတရားမင်းတော့ယာတို့ဖြုတ်မဲ့အနေထားမျိုးပေါ့နော်ပြောရအောင်ယာတို့ဖြုတ်မှာဟုတ်မရှိတဲ့လူတွေငွေ3000တော့မရှိတယ်မငလေတော့1000 1500အဲ့လိုလူတန်းနေတဲ့လူတွေကြတော့သူတို့ကတော့ခုတို့မရအောင်လားမသိလို့မေးတာမစိုးရင်တောင်းတိုက်ပြင်မှခုလိုရတာလားอืมစကားဘာသာရေးဆရာတွေဒါဆရာတော်တွေဆိုတာတိပြောရကထားမှာနောက်တစ်ခုအဲစီကိနာတိရောဒေါ်စန်ဒီလက်ထက်ရေးပြီးဖြစ်တော့อืมအားအားတယ် ကျင်းကြောင်းမှာဆိုတဲ့အမြဲတမ်းလိုက်လွှင့်နေမှာမိုက်တလုံးနဲ့ကလေးတွေဂျင်းထဲတဲ့လူလေလူပါပဲဘုံကြီးလိုပြောရတယ်အခုတို့လည်းများတယ်ဟမ်သူကနေပြီးတော့ပေါက်ကူတော့ငွေသိမ်းပြရပြီးတာမစိုးရမဒူးစမ်းပါဘူးဒီကောင်တွေမဘာသားကိုသူတို့ဖွဲ့စည်းခဲ့တာဒါသူတပည့်တွေပဲဒါပေမဲ့ဒီလိုညုံရဟောတာတို့ကဘုံကြီးဖြစ်နေတယ်တို့ပေါက်ကူတော့လို့ကောင်မျိုးငွေသိမ်းပြရပြီးတာอืม ဘယ်လိုပြောရမလဲကျွန်တော်တော့ကျွန်တော်ကိုယ်ဝင်နေတဲ့ဘာသာကိုကျွန်တော်ပြန်ဆန်းစင်တင်နေပြီလို့တော့မှကျွန်တော်ကကျွန်တော်ထင်မိတယ်။ကိုကြီးဘာသာလည်းမဆိုင်ဘူး။ဘယ်လိုအဲ့ဒါနေရတယ်မလူသိဘူး။တကယ်လူအပ်တဲ့လူကြပါဒါမျိုးတွေပြောရမယ်။မလူအပ်တဲ့ဖျားတွေရွှေချမယ်အစလူအပ်တဲ့ဆေးရုံတွေလူဝေးပါလား။အင်းဟုတ်တာမတင်ကြကြဘူး။နိုင်ငံရတဲ့ဘုံကြီးဘာလုံးစရာရှိတယ်ငွေသိန်းတစ်ထောင်ရှာတတ်တယ်။အာဘုံကြီးဆိုတော့လူကြတယ်။ဘာပဲလို့လို့သူများတွေလူထားတဲ့ပတ်ဆက်လူအဲ့ဒါနေရတဲ့လူကပါလေ။ကထားပါဗျာ။ တော့ရင်းနဲ့ဒီကြောင့်မင်းရေခင်းရတယ်လို့ဖြစ်နေမှာပို့ပေါ်ကိုလန့်ထောင်းဟာဖျားတည်တဲ့တရက်ကတရက်ကမှလည်းဖြစ်မဲ့အစားနိုးလေလူအပ်နေတဲ့ဒေသလေးတွေမှာစာသင်ကျောင်းလေးတွေစောက်ပေးကြမလားမသွန်သင်ဘူးอืมခုတို့လောက်တာပဲဘယ်အချိန်ဘယ်နေရာပဲဖြစ်ဖြစ်လုံးတင်တယ်အဲဘာသာရေးကောင်းတော့လို့ပြောတဲ့စကားအဲ့တော့ဘာဖြစ်လာလဲဘသူတင်ငတင်မိုင်ပြီးရောဆိုတဲ့ကောင်းပြီဝေးလာကြတယ်လူဖြစ်လာကြတယ်ဘယ်နေရာမှာဘာဖြစ်ဖြစ်ကောင်းတာလို့ ဒါပဲဆိုပြီးညံမပါတဲ့အချိန်နေအချိန်ကောင်းနားမလဲတဲ့တကူကောင်းသမားတွေပေါ်ထွက်လာကြတယ်တိုင်းပြည်ပြက်နေတယ်ငါအတူတော့ပြီးအောင်လုံးဝမယ်ဆိုတဲ့အတွေးမျိုးတွေနဲ့ကောင်းတာလောက်တာပဲလေဆိုပြီးတော့ကြည်ကြည်လေးငလင်လောက်ပြီးသူများတွေအားလုံးစိတ်တုတ်ကရောက်နေတယ်မှာအရှိမဖြတ်ပြီးရှင်ပြူရဟန်းကနေဟိုးဝဲတွေလုံးနေကြတာစဉ်းစားကြည့်လေကောင်းတာလောက်တာပဲလေဘာသာရေးကောင်းမှုတွေပေါ့အဲ့ဒါအဲ့ဘာသာရေးကောင်းဆုံးပဲကောင်းတယ် အဲ့ဒီဘာသာရေးကိုသင်ကြားပြသနေတဲ့ဘာသာရေးဆရာဆိုတဲ့လူတွေရဲ့ခေါ်အပြောတွေတိုင်းပြည်တပြည်လုံးပြလဲငါလှူတော့ပြီးအောင်လုပ်ရမယ်ငါဖရားဝဲတော့လူစီရမှာပေါ့ဒါမျိုးပေါ့ဒါကြီးကိုကောင်းတော့ကုသိုလ်တွေအများကြီးရတော့အဲတဲ့ရီနော်ဒီမှာလူတွေစေးအောင်စေကမရှိလို့ဒုက္ခရောက်နေလဲကြက်တနာတက်နေပါလားဆိုမှဘုမကျောင်းကြီးကိုတိမ်အောင်တသိန်းနဲ့လှူမဲ့ရွှေကျောင်းတစ်ခါတစ်ခါမှတွေဖြစ်ချင်နေကြတာလေခင်ဗျားတို့တွေ့တွေ့ကြမှာပါအင်းအဆလွဲနေကြတာဗျာ ဘာသာတရားကိုကိုးကွယ်တယ်ဆိုတော့ကျွန်တော်သိတယ်လောက်တော့လမ်းမှကမ်းမှအောင်လို့လမ်းညွှန်မှုအောက်မှာနေနေတဲ့လူတွေလမ်းမှာရှောင်နေတဲ့လူတွေတို့တို့တွေကိုကျွန်တော်တို့ကနေပြီးတော့ကဲတင်နိုင်မှုအခုကငါတို့လည်းငါတို့ကြိုက်တာလုပ်မယ်ဆိုပြီးတော့လုပ်နေကြမယ်ဆိုရင်အခုဒီဘာသာတရားကိုကိုးကွယ်နေတာဘာအကျိုးရှိမှလဲ စဉ်းစားကြည့်ကြည့်နေဗျာဟိုလဲလူတာဒီလဲလူကငွေလဲကုန်အတန်လဲပြတဲ့ကိစ္စကြီးဖြစ်နေမှာဗောဗျာဟုတ်တာဟုတ်တာရိုင်းရိုင်းပြောရရင်ဗျာအခုနောက်ပိုင်းကဘာသာတရားကနေပြီးတော့လူလိုမသိတတ်တဲ့လူတွေအများကြီးမွေးလာတယ်လို့ဖြစ်လာအခုလက်ကြည့်လေပေါ့ကူတော့လောက်အောင်မျိုးပြည်သူစစ်တွေထောင်ပြီးတော့တက်လက်တွေတကားကားနဲ့ထားပါအဲ့ဒါတွေကတော့ကျွန်တော်တွန်လိုင်းသမားဆိုဒီကောင်ဒါပြောတယ်လို့ပြောအောင်မယ်ရက်ခွက်တဲ့ဝကြည့်ခင်ဗျားတို့လေဘာဘာဟာရေးလောက်တာပဲအတားချက်စတဲ့တနေကုန်ဘေးဒီအိမ်နေနားမခံနိုင်အောင်ဖွင့်နေတာလေဘာသာရေးဘယ်သူမှတမပြောရဘူး ဟုတ်တာပြောရင်ဘာသာရေးလုပ်နေတာဘာသာရေးပွဲတော့လေတောက်စာမူးရေးပြောပါမှာဒီစကိုနေကလူငယ်တွေအများကြီးအဲ့လိုမျိုးဒီစကိုနေကလည်းလူငယ်တွေအများကြီးမွေးထုတ်တာဘာသာရေးခေါင်းဆောင်လို့ကိုယ်တိုင်ကောဘာထူးလို့လေဗျာဘာသာရေးဝတ်စုံဝတ်လိုက်တာနဲ့ပတိတော်လားဘုံကြီးဝတ်စုံဝတ်လိုက်တာနဲ့တခါတည်းလူအဖြစ်ကနေတော့မြင့်သွားတယ်လို့ပဲသူတို့ကလုံးဝလူမဟုတ်တော့လုံးဝသူကသူကလုံးဝဆရာကြီးပေါ့နော်အဲ့အဲ့လူတဲ့ကိုမြင့်သွားတဲ့ဟာမျိုးတွေခံယူသွားကြတယ် တော့လူထပ်ပို့ပြီးတော့သူတို့တွေအခွင့်လူတွေလိုချင်တယ်နေရာထူးတွေလိုချင်တယ်ဦးဦးပြပြအစားတောင်းလိုချင်တယ်ကောင်းမင်းညုံးမင်းဆိုတဲ့ပစ္စည်းတွေသုံးကျင်နေဖြစ်ကောင်းတကယ်ပဲဗျာတင်ငန်းတော့မှတသုံးဘယ်နှသိမ့်ဘယ်နှသိမ့်ဆိုတာအကန့်နဲ့ရှိသေးတယ်ကိုဆရာတို့ဘုံကြီးလောကမှာချော့တော့မတွက်နဲ့ကားတွေဆိုတဲ့တရားကိုနှစီသုံးစီးမမတွေ့လားဂူဂူကြီးဆိုရင်ဘယ်ဘန်တလီမှစီးရတော့ပါတေသွားမယ်နော်အဲ့တော့လူတက်တဆင်းမြင့်တယ်လို့တွေးနေကြနေထိုင်နေကြတဲ့အခါတော့နောက်ဆုံးလူလို့သူတို့မှမသိတော့ဟာ လူတော့သူတော့လည်းမဝင်ဆန်းတော့လူလိုသူလိုလည်းတော့မတွေးတတ်တော့ဘူးအခုမတွေးလားလူလိုသူလိုမတွေးတတ်လို့ပေါ့ဗျာတဲ့တယ်ကြီးပဲเนาะအဲ့တော့ဗျာရိုးရိုးလေးပြောရရင်ဗျာစောက်အုပ်ထဲမှာရေးထားတဲ့ကျန်းကန်တွေကိုအကုန်မှန်းอืมလူလိုကားထဲမှာတကယ်ဖြစ်ပျက်နေတာတွေကိုအကုန်အမားလို့ဆိုပြီးတော့လိနန်ဓာတ်ထစ်အကုန်လုံးမှတ်ယူကြောက်လာဟုတ်ကဲ့စာကြက်ပြီးတော့အဲ့တော့လူနဲ့လူပေါင်းဖွဲ့စည်းတဲ့ဘေးဟာတွေကအကျိုးရှိမဲ့ဟာတွေဘေးဟာတွေကယနေ့ခေတ်လူငယ်တွေအတွက်အကျိုးရုံမဲ့ဟာတွေတော့မတွေးတော့ဘူး မဆုံးဖြတ်မတင်ကြနိုင်တော့ဘူးလူနဲ့လူပေါင်းဝင်ချင်းကိုကျွန်တော်တို့တွေဘလောက်ပဲဖြက်စီးခဲ့ခဲ့ကျွန်တော်ဘာအမားတွေပဲလုပ်ခဲ့လုပ်ခဲ့ဗျာဟာငါအလူကြီးပြေးလိုက်မယ်ငါဖျားတိတ်လိုက်မယ်ငါចောင်းဆောက်လိုက်မယ်ဆိုရင်ဒါတို့ဝိုင်းခွန်နေကြပြီအားလုံးကလည်းဖျားတက်ကဖျားတက်ကမှရေးပြောရတယ်ကျွန်တော်ဘာတွေပဲမှားခဲ့ကျွန်တော်တို့တိုက်တာလို့အဆင်ပြေတယ်ဒါကတော့ချစ်ကိုကြီးပြောသွားတယ်ဘာသာရေးမှာအဲ့လိုမျိုးအစွန်ရောက်ခဲ့ရင်မကောင်းဘူးဗျာတကယ်လိုအပ်တဲ့နေရာတွေကိုပဲငွေကြေးတွေကစီစဉ်တင့်တယ်အလှူငွေတွေကဒါ အရန်နားထောင်လို့ကောင်းပါတယ်ချစ်ကိုကျေးဇူးတင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပြီးတော့မှပြန်ဆုံမရသေးဗျ